နျူကာဆယ်သင်းဟာပရီးမီးယားလိထိပ်သီးအသင်းတွေစိတ်ဝင်စားနေတဲ့အသင်းတိုက်စင်မှုအီဆက်ကိုကလပ်ဆန်ချိန်တင်လာစားနဲ့စာချုပ်သဲချုပ်ဆိုဖို့စီစဉ်နေတယ်လို့သိရပါဗျ။အသက်25နှစ်အရွယ်စီရင်လက်ရွေးစင်တိုက်စင်မှုအီဆက်ဟာပြီးခဲ့တဲ့2024-2025ရာသီကနျူကာဆယ်အသင်းအတွက်ပြိုင်ပွဲစုံ42ပွဲမှာ28ခုသွင်းပြီးကိုးဖန်တီးမှု6ချိန်ပြုလုပ်ခဲ့တာပါ။သူဟာပြီးခဲ့တဲ့ရာသီနျူကာဆယ်အသင်းကိုချန်ပီယံလိဝင်ခွင့်ရအောင်လီဖလားရရှိအောင်အထူးကနေရာကနေစွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်သူ့ကိုခေါ်ယူဖို့ပရီးမီးယားလိထိပ်သီးအသင်းတွေဖြစ်တဲ့လက်ရှိချန်ပီယံလီဗာပူးနဲ့အာဆင်နယ်အသင်းတို့ကအပြိုင်ဆိုင်ဝင်စားနေကြတယ်လို့သတင်းတွေထွက်နေတာပါ။တတိုင်းရဲ့ဖော်ပြချက်အရညူကာဆယ်အသင်းဟာဤဆက်ကိုအသင်းမှာစတင်ထားဖို့ဆုံးဖြတ်ထားပြီးကလပ်စံချိန်တွေလာစားနေကမ်းလန်းဖို့အသင့်ရှိနေတယ်လို့သိရပါတယ်။အီဆက်ဟာနယူကာဆယ်အသင်းနဲ့2028ခုနှစ်အထိစာချုပ်သက်တမ်းရှိနေပြီ။လက်ရှိမှာတပတ်လာစားပေါင်သသိန်း2000ရရှိနေတာပါ။လက်ရှိနယူကာဆယ်အသင်းမှာလာစားအများဆုံးကစားသမားအဖြစ်အသင်းကောင်းဆောင်ဘရူနိုကီမာရေးစ်ရပ်တည်နေပြီ။ ပလာဇာပေါင်း36000ရရှိနေတာပါ။နယူကာဆယ်တင်ဟာအီဆက်ကိုဂီမာရီထလာဇာပို့ပေးပြီးနေ့ရှိစာချုပ်တဲ့အတွက်ကမ်းလှမ်းမှုစီစဉ်နေတာဖြစ်တယ်လို့တတိုင်းကဖော်ပြခဲ့ပါရယ်။